အီရန်ကတရုတ်နိုင်ငံကနေဂျေတန်းစီဂျက်တိုက်လေရင်အစင်150ဝယ်ယူသွားဖို့ရှိနေတယ်လို့သိရပါတယ်။အီရန်လေတပ်အနေနဲ့ခင်းနှောက်ကြနေတဲ့လေရင်တွေသာရှိနေပါတယ်။အထူးသဖြင့်အမေရိကန်စီကဝယ်ယူထားတဲ့ F5 F40 တို့ကနည်းပညာအရနောက်ကျနေတာကြာနေပြီလည်းဖြစ်ပါတယ်။အီရန်လေတပ်ကို1920ဝန်းကျင်မှာစတင်တည်ထောင်ခဲ့ပြီးတော့1989ခုနှစ်မှာစီအစင်လန်တော်လိုင်းရေးဖြစ်သွားပြီးတဲ့နောက်နာမည်အသစ်နဲ့ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ီရန်လေတပ်မှာအသုံးပြုနေတဲ့လေယာဉ်တွေများစွာရှိပါတယ်။အဲ့ဒီထဲကမှ F40 ကအမေရိကန်တန်းကနေဝယ်ယူထားပါတယ်။ပိတ်ဆို့မှုကြောင့်အခုလည်းကိုယ်တိုင်ပြုပြင်ပြီးတော့အသုံးပြုနေဆဲဖြစ်ပါတယ်။ MiG-29 ကရုရှားတန်းကနေဝယ်ယူထားပါတယ်။မြန်မြန်ဆန်ဆန်ပြန်တန်းနိုင်တဲ့တိုက်လေယာဉ်တစ်စင်းပါ။ F40 ကတော်လိုင်းရေးမတိုင်ခင်ကအမေရိကန်ထံကနေဝယ်ယူထားခဲ့ပါတယ်။လက်ရှိမှာလည်းစစ်စင်ရေးရဲ့အတွက်အသုံးပြုနေသေးပါ။ Square ဒီလေရင်ကတော့အီရန်မှာကိုယ်တိုင်ထုတ်လုပ်ထားတာပါ F5 ကိုအခြေခံပြီးတော့တီထွင်ပြုပြင်ထားပါတယ်တိုက်ခိုက်ရေးလေရင်တွေထဲမှာ SU24 ကရုရှားထံကနေဝယ်ယူထားပြီးတော့ဘုံကျဲတိုက်ခိုက်ရေးတွေအတွက်အဓိကသုံးနိုင်ပါတယ်အဆိုပါလေရင်တွေကတော့အီရန်လေတပ်မှာအသုံးပြုနေတဲ့လေရင်တွေ ဖြစ်ပါတယ်ဒါပေမဲ့နီးပညာရလက်ရှိခေတ်သစ်ပွဲတွေမှာတိုက်ခိုက်ဖို့မဖြစ်နိုင်တော့ပါဘူးသူ့ရဲ့အဓိကရန်သူနိုင်ငံတွေကလည်းလေတပ်နီးပညာမြန်မာနေပါတယ် အဲ့ဒီလိုနိုင်ငံကိုရှင်နိုင်မှုဆိုရင်တော့အီရန်ကလေတက်ကိုအစင်းမြင့်လေရင်တွေနဲ့အစားထိုးမှဖြစ်တော်မှာပါမူလကရုရှားတို့ SU-35 တွေဝယ်ယူမယ်လို့လည်းသတင်းတွေရှိခဲ့ပါတယ်ဒါပေမဲ့လည်းဈေးနှုန်းအနေထားနဲ့ရောမောင်းနေမယ့်အပိုင်းထိမ့်သိမ်းရမယ့်အပိုင်းတွေမှာနီးပညာအခက်အခဲတွေကြောင့်မမာယူဖြစ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့စနေရက်ကြာစစ်ပွဲပြီးမှတော့အီရန်အနေနဲ့အဆိုပါဆုံးဖြတ်ချက်ကိုပြန်လည်ပြင်ဆင်မှုအကြောင်းပြန်ခဲ့ပါတယ်အီရန်အနေနဲ့စတုဒ္ဒမျိုးဆက်တိုက်လေယာဉ်တွေကို တရုတ်စီကရောရုရှားစီကပါအ мян ဝယ်ယူဖို့လှုံ့ဆော်လာခဲ့ပါတယ်။အီရန်နိုင်ငံကလာမယ့်နှစ်မတ်လကစတင်ပြီးတော့ရုရှားနိုင်ငံထုတ် SU-35 အမည်ရှိတဲ့တိုက်လေယာဉ်အများပြားကိုလက်ခံရရှိလိမ့်မယ်ဖြစ်ကြောင်းလွှတ်တော်အမတ်တဦးကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အမျိုးသားလုံခြုံရေးနဲ့နိုင်ငံသားရေးမူဝါဒအတွက်ဖွဲ့စည်းထားတဲ့အီရန်နိုင်ငံပါလီမန်ကော်မရှင်အဖွဲ့ဝင်တဦးကမာယူထားတဲ့တိုက်လေယာဉ်အရေးအတွက်ကိုအတိအကျထုတ်ဖော်ပြောကြားခြင်းမျိုးမရှိကြောင်းလည်းသိရပါတယ်။၎င်းကတော့ ဒီလက်နဲ့အများစုဟာမကြခင်အီရန်နိုင်ငံထဲကိုရောက်ရှိလာတော့မှာပါဥပမာအဖြစ်အယူ35အမည်ရှိတဲ့တိုက်လျင်တွေကလာမယ့်နှစ်အစမှာအီရန်နိုင်ငံကိုရောက်ရှိလာတော့မယ်လို့ပြောကြားခဲ့ပါတယ်ယူကရိန်းကိုရုရှားတို့ကျူးကျော်တိုက်ခိုက်ပြီးတဲ့နောက်ပိုင်းအီရန်နိုင်ငံကရုရှားနဲ့ပုံမနီးကပ်တဲ့ဆက်ဆံရေးများရှိလာခဲ့ပြီးတော့စစ်ပွဲအတွင်းမှာအုံပြုဖို့အတွက် drone တွေကိုထောက်ပံ့ပေးခဲ့ကြောင်းလည်းသိရပါတယ်ရုရှားနိုင်ငံကို drone တွေထောက်ပံ့ပေးခြင်းနဲ့ပတ်သက်ပြီးတော့ အမေရိကန်တို့နဲ့ဥရောပသမဂ္ဂတို့ကအီရန်နိုင်ငံကိုပြစ်တင်ရှုံချခဲ့တယ်လို့ပိတ်ဆို့အရေးယူမှုတွေကိုလည်းချမှတ်ခဲ့ကြောင်းသိရပါတယ်။တရုတ်ကလည်းပြီးခဲ့တဲ့စနေရက်တိုက်ပွဲမတိုင်ခင်တည်းကပြင်သစ်နိုင်ငံမှာကျင်းပပြုလုပ်မဲ့ကမ္ဘာအကြီးဆုံးလေကြောင်းပြပွဲတစ်ခုမှာကင်းကျင်းပြသနေပြီးတော့တရုတ်နိုင်ငံကကုမ္ပဏီတွေအခြားအဖွဲ့အစည်းတွေပြင်အခြားနိုင်ငံပေါင်း49နိုင်ငံကအဖွဲ့အစည်းတွေလည်းပြိုင်ပွဲမှာပါဝင်လျက်ရှိပါတယ် အခုနှစ်မှာတရုတ်နိုင်ငံကအဖွဲ့အစည်းပေါင်း96ခုပါဝင်ပြသမှာဖြစ်ပြီး2023ခုနှစ်မှာပြုလုပ်ခဲ့တဲ့ပြိုင်ပွဲမှာပါဝင်ခဲ့တဲ့အရေးအတွက်ထက်နှစ်ဆကျော်ပိုမိုပါဝင်လာပါတယ်။အเจ้าမှာလက်နက်တင်ပို့မှုဈေးကွက်မှာတရုတ်ရဲ့အခန်းကဏ္ဍကိုမြင့်တင်လုပ်ပြီးအခွင့်အလမ်းရှာဖွေခြင်းဖြစ်ပြီးတော့၎င်းတို့ပြသထားတဲ့တိုက်လီရင်တွေမှာဂျေတန်အမျိုးအစားတိုက်လီရင်နဲ့နောက်ဆုံးပေါ်ကိုပြောင်းတိုက်လီရင်ဂျေ35အမျိုးအစားတို့လည်းပါဝင်ပါတယ်။ တရုတ်နိုင်ငံကဂျေတန်အမျိုးအစားတိုက်လီရင်ကိုပါကစ္စတန်နိုင်ငံကိုတင်ပို့ပြီးပြီးခဲ့တဲ့လမှာအိန္ဒိယစစ်တပ်ကအသုံးပြုနေတဲ့ပြင်သစ်နိုင်ငံတို့ရာဖဲတိုက်လီရင်ကိုဂျေတန်အမျိုးအစားတိုက်လီရင်ကပြစ်ချနိုင်ခဲ့ကြောင်းပါကစ္စတန်စစ်တပ်ကအခိုင်အမာပြောဆိုထားပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားကက်စမီးယားစစ်ရေးပဋိပက္ခတွင်ပြင်သစ်နိုင်ငံတို့ရာဖဲတိုက်လီရင်တစ်စင်းကိုပြစ်ချနိုင်ခဲ့တဲ့မော်ဒယ်ဖြစ်တဲ့တရုတ်နိုင်ငံတို့ဂျေတန်တိုက်လီရင်များကို ီရန်ကအစည်းအဝေးများပြားဝယ်ယူမယ်လို့သတင်းတွေ ခိုင်းမှထွက်ထားပါတယ်။အထူးသဖြင့် MIG 29တွေနေရာမှာအစားထိုးဖို့အတွက်အီရန်လေတပ်ပုံမှုချုပ်အသစ်ကစဉ်းစားနေခဲ့ပါပြီ။ MIG 29တွေနဲ့ဂျေတန်းကြားကကွာဟတ်ချက်တွေကိုလည်းတင်ပြပါမယ်။နှစ်ခုစလုံးကစတုဒ္ဒမျိုးဆက်လေးရင်းတွေဖြစ်ပေမဲ့ဤပညာရာအတော်လေးကွာနေပါတယ်။ဂျေတန်းတိုက်လီရင်မှာတက်ဆင်ထားတဲ့လေကြောင်း electronic ဤပညာတွေက MIG 29ထက်ပုံမှုအဆင်းမြင့်ကြောင်တွေးရှိရပါတယ်။ ် MG29 နောက်ဆုံးပေါ်မျိုးကွဲ MG29 SMT နဲ့သာအဆင့်တူပါတယ်။ဂျေတန်းပြည်အမျိုးအစားမှာ MG29 ရဲ့အဆင့်မြင့်ဆုံး MG29 UPG MM2 ဖြစ်တာတူညီပါတယ်။ဂျေတန်းတိုက်လီရင်ရဲ့လှုပ်ရှားစစ်ကစားနိုင်မှုစွမ်းဘကကတော့ MG29 တိုက်လီရင်ကို လုံးဝမမီကြောင်တွေ့ရှိရပါတယ်။ဒါ့အပြင်တပတ်ရန်သူကိုတုံလို့၆ချားစီမှုမှလည်းကွာခြားကြောင်တွေ့ရှိရပါတယ်။ ရေတန်းတိုက်လျင်ကတော့လက်နဲ့တက်ဆင်နိုင်တဲ့နေရာနဲ့လက်နဲ့တည်ဆောင်နိုင်မှုမှာ MG 29 SE ချက်ပုံမကောင်းမှုကြောင့်တွေ့ရှိပါတယ်။ MG 29ရဲ့နောက်ဆုံးမျိုးဆက် UPG MN MN2 နဲ့သာတူညီကြောင်းတွေ့ရှိရပါတယ်။ရေတန်းတိုက်လျင်ကရော MG 29 SE တိုက်လျင်မှာ electronic စနစ်စစ်ဆင်ရေးပြုလုပ်နိုင်ပြီး radar ပုံရိပ်ရှော့ချနိုင်မှုမှာဂျေတန်းဘီမှာပုံမတာလွန်ပြီးတော့ဂျေတန်းဘီနဲ့ MG နောက်ဆုံးမျိုးဆက်မှာတူညီနေပါတယ်။ အီရန်အနေနဲ့မူလကဂျေတန်တိုက်လျင်36ဆင်းသာဝယ်ယူဖို့ဖြစ်ပေမဲ့အစ္စရေးနဲ့စနေရစစ်ပွဲအပြီးအိုမင်ဟောင်းနှွမ်းနေတဲ့အမေရိကန်ထုတ်တိုက်လျင်တွေကိုအ мян ဆုံးအစားထိုးသွားတော့မယ်လို့ပြောခဲ့ပါတယ်။နောက်ထပ်အီရန်ဝယ်ယူဖို့စဉ်းစားထားတဲ့လျင်ကတော့ SU-35 ဖြစ်ပါတယ်။ SU-35 တိုက်လျင်ကတော့ရုရှားနိုင်ငံကထုတ်လုပ်တဲ့တိုက်လျင်တစ်စင်းဖြစ်ပြီးတော့ AU-27 အမျိုးအစားတိုက်လျင်ကို ပြန်လည်အစင်းမြင်ထားတာဖြစ်ပါတယ်။အဆိုပါတိုက်လျင်ကိုတော့ SDP ကဒီဇိုင်းထုတ်လုပ်ခဲ့ပြီးတော့ KOA လေရင်ထုတ်လုပ်ရေးကုမ္ပဏီစက်ယုံကနေထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ရုရှားနိုင်ငံက SU-35 တိုက်လေယာဉ်တွေကိုတော့ပထမဆုံးအကြိမ်ဖြစ်စီးရီးယားမှာရှိတဲ့အစ်စစ်စင်ရေးတွေမှာပြန်ကျက်အသုံးပြုခဲ့ပါတယ်။စီးရီးယားပြည်တွင်းစစ်အတွင်းစီးရီးယားဂျောင်းဝင်ပြန့်ဖြေးပေးတဲ့ကာလတွင်ရုရှားလက်နက်ကင်တပ်တွေကအစိုးရလေယာဉ်တွေကိုခမိုက်မီလေတာစကန်မှာပြန်ကျက်ခဲ့တာဖြစ်ပါတယ်။ SU-35 တိုက်လေယာဉ်တွေကိုတော့နေတို့တပ်ဖွဲ့ကဖလန်ကာအီလို့အမည်ပေးထားတယ်။ အဆိုပါတိုက်လင်တွေကိုတော့တရုတ်နဲ့အင်ဒိုနီးရှားလေတပ်တို့မှလည်းအသုံးပြုလျက်ရှိပါတယ်။အယူ35တိုက်လင်တွေကိုတော့ကနအူးအနေနဲ့လေကြောင်းစွမ်းဤသားလွန်ရေးအတွက်ထုတ်လုပ်ခဲ့တာဖြစ်ပေမဲ့မြေပြင်တိုက်ခိုက်မှုတွေကိုပါလှုံ့ဆော်နိုင်ပါတယ်။လက်နက်စနစ်အများပြားကိုတည်ဆောင်းနိုင်ပြီးအများဆုံး8000ကီလိုဂရမ်အထိတည်ဆောင်းနိုင်စွမ်းရှိပါတယ်။လေယာဉ်မှာတပ်ဆင်ထားတဲ့ကြီးမားတဲ့အင်ဂျင်ကြောင့်အချိန်ကြာမြင့်စွာမောင်းနှင်ပြတ်တန်းနိုင်တဲ့အပြင်အတန်တက်မြန်တဲ့အချိန်နှုန်းတွေနဲ့လည်းမောင်းနှင်နိုင်စွမ်းရှိပါတယ်။ ရုရှားနိုင်ငံကအဆိုပါ SU-35 တိုက်လေယာဉ်တွေကိုတခြားနိုင်ငံတွေကို တင်ပို့လျက်ရှိပြီးတော့အရင်ကအသုံးပြုခဲ့တဲ့ MiG-29 နဲ့ SU-27 အမျိုးအစားတိုက်လေယာဉ်တွေနေရာမှာအစားထိုးအသုံးပြုလျက်ရှိပါတယ်။တောင်ကြားမှုကိစ္စမှာတော့အစပိုင်းကတရုတ်နိုင်ငံတို့ကဝယ်ယူခဲ့ပါတယ်။တောင်တရုတ်ပင်လယ်တဝိုက်မှာတပ်ဖြန့်ထားတာပါ။ဒါပေမဲ့တရုတ်ဝယ်ယူမှုတွေကိုနိုင်ငံတကာကအာရုံမစိုက်ထားဘဲနဲ့အိန္ဒိယကဝယ်ယူမယ်ဆိုတာမှပုံမှန်အာရုံစိုက်လာတာပဲဖြစ်ပါတယ် အိန္ဒိယကလည်းနေမြေအနေထားရသင်းငယ်ပေါ်ပါတဲ့လေရင်တွေကိုပုံမလိုအပ်တာဖြစ်တဲ့အတွက်ရာဖဲတွေကိုပဲအာယုံစိုက်ခဲ့လို့ဂျားတဲ့ဝယ်မဲ့သူမရှိဖြစ်နေချိန်မှာအီရန်ကအာယုံစိုက်ခဲ့တာပါပြီးခဲ့တဲ့အေဘီလာတို့ကအီရန်မှာအယူ35လေရင်ပြန်တန်းတယ်လို့သတင်းထွက်ခဲ့ပေမဲ့အီရန်အနေနဲ့အမှန်တကယ်ဝယ်ယူထားခြင်းမရှိနိုင်သေးပါဘူးဒါပြင်ယူကရိန်းမှာ F-16 ရဲ့ပစ်ချခြင်းခံခဲ့ရတာကြောင့်ဂျေတန်ဘက်ကိုပဲအပပါသွားခဲ့ပါတယ် ဒါပေမဲ့လက်ရှိလေတက်အခြေအနေအရရာသမျှတိုက်လီရင်အော်ဒါတင်ဝယ်မှသာအစ္စရေးလေတက်ကိုဟန်တားနိုင်မှသာဖြစ်ပါတော့တယ်